ထိုင်းနိုင်ငံရဲ့စီးပွားရေးအရွေထိုင်းနိုင်ငံဟာအထက်တန်းအလေအလတ်စီးပွားရေးထွန်းကားတဲ့နိုင်ငံငယ်တစ်ခုအဖြစ်ကို2011ခုနှစ်ကလေးကရောက်ရှိခဲ့တယ်လို့ကမ္ဘာပံကထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ကစိုက်ပျိုးရေးအခြေပြုနိုင်ငံငယ်တစ်ခုကနေခေတ်သစ်စီးပွားရေးစက်မှုလဲရနဲ့ဈေးကွက်တင်ပေါ်မှုကနေတဆင့်နိုင်ငံဟာကြွယ်ဝချမ်းသာလာခဲ့တယ်လို့ဆိုပါတယ်။1960ပတ်ချာလေးမှာထိုင်းနိုင်ငံရဲ့စီးပွားရေးဟာ ခုနှစ်သက်သမ500ခန်းတော့ပုံမှန်တက်ရကနေ1995နဲ့2005ခုနှစ်ကာလတွေမှာတော့နှီးကွေရက်တက်နေခဲ့တာကိုတွေ့ရမှာပါဒီလိုနှီးကွေခဲ့တာကလည်းအာရှစီးပွားရေးအကျက်တဲကြီးကြောင်းဖြစ်ပြီးတခြားနိုင်ငံတွေထိခိုက်ချိန်မှာစီးပွားရေးတိုးတက်မှုကို900ခန်းတော့အထိထိန်းထားနိုင်ခဲ့တာကြောင့်အကျက်တဲကာလအလွန်မှာထိုင်းနိုင်ငံဟာပြန်လည်နိုးထနိုင်ခဲ့ပါတယ်နိုင်ငံသားတွေရဲ့တဦးချင်းဝင်ဝင်မှာဆိုရင်1980ခုနှစ်မှာ ဒေါ်လာ980ကနေ2019ခုနှစ်မှာဒေါ်လာ9080အထိတဟုန်ထိုးတိုးမြင့်တက်ခဲ့ရာကြောင့်ဖွင့်ပြိုးလာတဲ့လူနေမှုအဆင့်အတန်းကိုခန့်မှန်းနိုင်ပါတယ်။2000ခုနှစ်စက်တန်းတွင်အရလူစီရဲ့42.500ကိုင်းတုံးကနေ2021ခုနှစ်မှာတော့6.300ကိုင်းတုံးအထိကျဆင်းခဲ့တာကြောင့်စီရင်ဝဲတင်မှုတိုက်ဖြတ်ရေးကလည်းအလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ ဒါပေမဲ့2010ခုနှစ်ဝင်းကျင်တွေမှာစီးပွားရေးအဆအုပ်ဖွံ့ဖြိုးတိုးတက်မှုတွေဟာရပ်တန့်သလိုဖြစ်နေခဲ့ပြီးဝင်ငွေမမျှတမှုကြောင့်လူရန်စားကွာဟာချက်ကလေးကြီးမားလာခဲ့ပါတယ်။အထူးသဖြင့် tourism အခြေပြုဒေတာတွေနဲ့တခြားသောကျိလက်ဒေတာတွေရဲ့စီးရဲမွေးတွေမှုအခြေပြတမှုတွေဟာနှစ်ဆတတိချာနာနေခဲ့တာကိုတွေ့ရှိရပါတယ်။ တော်ရီစီအခြေပြုနိုင်ငံဖြစ်တာကြောင့် COVID-19 crisis ဖြစ်ပွားချိန်မှာစီးပွားရေးကြဆင်းခဲ့ပြီးစီးရင်ဝန်တီမှုကွာဟချက်ကမြို့ပြနယ်ကျေးလက်တွေမှာတိတိတသားများပြားလာခဲ့ပါတယ်။အရှိတအအရှာနိုင်ငံများဟာ COVID ရောဂါအပြီးမှာနလန်ထားဖို့နှိမ့်ခွေနေခဲ့ပေမဲ့ထိုင်းနိုင်ငံကတော့ macroeconomic နဲ့အတူရှေ့ကနေစီးပွားရေးနလန်ပြတ်ထူနိုင်ခဲ့ပါတယ်။2020ခုနှစ်ကလေးက6.1ရာခိုင်နှုန်းအထိစီးပွားရေးကျတဲ့ခဲ့ပေမဲ့ COVID အလွန်ကာလမှာ tourism economy နဲ့အတူချင်းချိန်နှိုင်းစားမှုရှိတဲ့စီမံခန့်ခွဲမှုတွေကြောင့်စီးပွားရေးပြန်တက်လာခဲ့တယ်လို့စာတမ်းတွေကဆိုပါတယ်။နောက်ဆက်တွဲတိုးတက်မှုတွေဟာနှေးကွေးခဲ့ပြီး2021ကနေ2023အထိ20-200ခိုင်နှုန်းလောက်သာတိုးတက်ခဲ့ပြီးမယ်လေ။အာဆီယံနိုင်ငံတွေထဲမှာတော့ထိတ်ဆုံးအဆင့်ကနေရပ်တည်နိုင်ခဲ့ပါတယ်။ဒါရီဟာကိုဗစ်အလွန်ကာလလိုအပ်ချက်အမြင့်မဆုံးဖြစ်တဲ့ထိုရီဇင်နဲ့ကုန်စည်ဖလှယ်မှုတွေကနေအမြင့်အစွန်းအများအပြားကိုရှာဖွေနိုင်ခဲ့လို့လည်းဖြစ်ပါတယ်။ တချိန်ထဲမှာထိုင်းနိုင်ငံဟာတဘာဝဘေးဒုက္ခတစ်ခုဖြစ်တဲ့လေထုညဉ့်ဉန်းမှုကြောင့်မြို့ကြီးတွေမှာနှစ်စဉ်ထိခိုက်နေခဲ့ပြီးစီးပွားရေးဆိုင်ရာလုပ်ငန်းတွေပါထိခိုက်တဲ့အထိဖြစ်ပွားနေပါတယ်။ ဒါကြောင့်မယ်2050ခုနှစ်မှာကာဗွန်ဓာတ်ပြည့်စီမံကိန်းနဲ့2065ခုနှစ်မှာ greenhouse gas ထုတ်လုပ်မှုတုံ့ညစီမံကိန်းတွေကိုရေးဆွဲထားကြပါယ။ဒီလိုမျိုးပါပွန်ထုတ်လုပ်မှုရှော့ချရင်းနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းတွေကနေတည်ငြိမ်တဲ့အကျိုးစီးပွားမြောက်နှံမှုတွေရရှိလာဖို့လည်းမျှော်လင့်ထားကြပါယ။ယခုလိုစီမံကိန်းတွေကလည်း2035မတိုင်မီအထိနိုင်ငံရဲ့ဝင်ငွေတစ်စိတ်တစ်ပိုင်းကိုဆွဲယူအသုံးပြုနေမှာဖြစ်လို့ထိုင်းနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုဟာကိန်းတည်သဘောတက်ရောက်နေအောင်မှာဖြစ်ပြီးစ ီမံကိန်းတွေပြီးမြောက်ချိန်မှာတဟုန်ထိုးတိုးတက်သွားဖို့မျှော်လင့်နေကြပါတယ်။ထိုင်းနိုင်ငံရဲ့ပို့ကုန်35ရာခိုင်နှုန်းဟာအမေရိကန်၊ဥရောပနဲ့ဂျပန်ကိုပို့ရိတ်ကုန်ပစ္စည်းတွေကတစ်ဆင့်ရရှိနေတာဖြစ်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပို့ကုန်အခွန်စည်းကြပ်မှုကြောင့်လာမယ့်ရက်တွေမှာထိုင်းဝန်ကြီးချုပ်ဟာအမေရိကန်သမ္မတနဲ့ဆွေးနွေးသွားဖို့ရှိနေတယ်လို့လည်းသိရပါတယ်။အခွန်စည်းကြပ်မှုတံမိုးသာမလျှော့ချပေးရင် ထိုင်းနိုင်ငံရဲ့ GDP ကလည်းရော့ကျသွားဖို့ရှိနေပြီးဈေးကွက်အစ်စ်တစ်ခုကိုရှာဖွေရဖို့လည်းရှိနေပါသေး